အားလုံးပဲမင်္ဂလာပါရှင်။နှင်းရဲ့ Book Club Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီနေ့မှာတော့နှင်းကဆရာကြီးဥတုခရဲ့နဖန်ဆိုတာအဝေးကြီးဆိုတဲ့ဝိတုတုလေးကိုဖတ်ပြသွားမှာဖြစ်ပါတယ်ရှင်။ဒေါ်မြမေသည်တိုက်ကလေးရှိရှိပန်းချန်ထဲတွင်ပန်းမင်နှင့်ပန်းအိုးကလေးများကိုတယူတရပြုစုနေလေသည်။ဥချမ်းသာကမင်းမွေးတွင် မိုးတိုးမတ်တဲ့ရက်သည့်အခါရက်၍ရှောက်သည့်အခါရှောက်ခါလမ်းတလား၍နေလေသည်။ မိုးကျွပြီးသည့်နောက်စောင်းဝင်စားပြု၍အာယူနေသောရာသီဥတုသည်မြောက်ပြန်လေငင်းကလေးများကို ဝေ့၍ဝေ့၍သွင်းလာကြသည်မဆူလုံးမချောင်လုံးသောရာသီ၌မအေးလုံးမပူလုံးသေးသောတရဒဥတု၏အငွေ့အသက်ကိုဆောင်ကျင်းလေသည်ဆွေမျိုးနီးစပ်အိမ်ပေါ်မမပြိုကလေးကတော်မြမေထံသို့ထမင်းဝဲပြင်ပြီးကြောင်းပြောလာသည်တော်မြမေကသူ့လူကိုလက်ဆတ်တက်ခါမြေမှုန့်များကိုခါချရင်း ကဲအဖေကြီးထမင်းစားကြရအောင်ဟုလှမ်း၍ပြောလိုက်သည်ဦးချမ်းသာသည်ချိုတင်၍ဝင်သွားသောဒေါ်မြမေကိုတစ်ချက်ကြည့်လိုက်ပြီးခိုက်အေးအေးပင်နောက်မှလိုက်သွားသည်ဦးချမ်းသာက ထမင်းစပွဲရှိရာကလထိုင်နောက်မီကိုကင်၍ရပ်လိုက်စဉ်အိမ်မော်မကလေးကလက်စေးပကံကိုလာ၍ချပေးသည်ဦးချမ်းသာကဟင်းပွဲများကိုကြည့်နေစဉ်မှာပင်လက်နှစ်ဖက်ကိုတန်ရှင်းစင်ကြယ်အောင်ဆေးလာပြီးတော့ဒေါ်မြမေက ငပုံနားကလေးလက်လက်ရလို့ဥကင်းကခတ်၆၆ကလေးချက်ထားတယ်။ဟောရာကတော့ပြင်မနာမြင့်ချင်တဲ့သုံးတက်သားကလေးကိုအေးတော့ချက်ထားတာ။ဟိုဘက်ကတော့ဂေါ်ရခါသီးကိုပစုံနဲ့ကြောထားတာထင်ပါရဲ့ဟုအဓိကဟင်းသုံးွက်ကိုပြသပြောဆိုနေသည်။ဦးချန်သာကဟင်းပကံများကိုကြည့်ရင်ကလထိုင်တွေဝင်းထိုင်ကအင်းဟူတပ်ပြင်းရှည်ကြီးညင်းလက်စေးပကံတွေလက်နိုင်ခါစိန်ပြေနေပြေလက်စေးနေရာက အသေးသက်လက်မယုံကိုအသက်ခွန်ပနာသွင်းရန်ဖို့ထမင်းအစာဆုံးနဲ့ခန္ဓာယုံမြုံမတီးစီကအညီးဖြေကစောင့်ရှာကြစိုးနှောင့်တင်ချီဟုတူတူလေးမြည်တမ်းလိုက်လေသည်ဒေါမြမေဤရွှင်ကြည်နေသောမျက်နှာသားသည်တီကြည်ရင့်ကျက်သလိုဖြစ်သွားရလေသည်အသက်60ကျော်ကလေးကဦးချမ်းသာဤနှုတ်မှရံဖန်ရံခါညီးနေကြဖြစ်သောကြောင့်ကြားဖူးနာဝရှိနေသောဒေါမြမေအဖို့အင်ဒရီဆယ်လိုက်နိုင်ခြင်းဖြစ်ပါသည် ဒေါ်မြမေကြီးအသက်40လောက်ကကြားလိုက်ရသည့်အချိန်ကမူထိတ်နံတကြားတုံလှုပ်သွားခဲ့မိသည် မောင်ကလည်းစာကန်နီတောက်ခန်နီဘာရီများရွတ်နေရတာလဲကွဲဟုမေးပြောပြောမိသည်ဒယ်ရီဆရာတော်ဘုရားကြီးဆုံးမတော်မူခဲ့တဲ့တန်ဝေကလေးကျိုးကြီးပေါ်များရဲ့မိုင်မလင်းနိုင်လို့မြိုက်ခင်းညာစီမှာခါရော်မီတီမဝေးနိုင်ဘူးဆိုတဲ့လေးကျိုးကြီးသည်တူတူတွေဟာတေမင်းလာခေါ်ရင်လိုက်ဖို့ဟင်းကောင်းကြွေးကောင်းကလေးတွေကို ကြံဖန်လောက်ကင်စားတောင်းရင်အိမ်ပြင်းရင်းပေါက်ကအသင့်ဆောင်မြော်ကြရတယ်တဲ့တရားရစရာမကောင်းဘူးလားစားလုံးတောက်တုံးများစိတ်အေးချမ်းသာနဲ့စားစမ်းမောင်မောင်ရင်ဥရောပမှာဆိုရင်ဒီလိုညစာများစားတဲ့အခါရေစရာမောစရာတွေတောင်တမင်ပြောကြရသည်တယ်ဒါမှစားလို့ကရင်တွေ့တယ်အစာကြေလွယ်တယ်လို့ဆိုကြတယ်မဟုတ်လားဒါကပေါ်ပေါ်နေပေါ်ပေါ်တွေးပြီးပေါ်ပေါ်စားနေကြတဲ့အလေးအကျင့်တွေပေါ့ကွယ်စင်သေးပေါ်ကကြီးလို့လေသူတို့လည်း လူတိုင်းဟာသိကြရမှာပဲလို့သိကြတဲ့လူတွေပဲဟာသူတို့သိတာကတညာသည့်ပဲကွဗုဒ္ဓဆုံးမတော်မူခဲ့တာကပညာသည့်သိကြရမယ်တဲ့တညာသည့်ဆိုတာကအမှုမဲ့အမှတ်မဲ့ကလေးသည့်ဆိုတာမျိုးနည်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 းစင်ញင်ပြီးသိတာမဟုတ်ဘူးပညာသည့်ဆိုတာကကပ္ပထံဘဝနာဖြစ်အောင်စင်ញင်နိုင်စွမ်းရှိတဲ့အသည့်မျိုးကိုခေါ်တာဒါကိုအမြဲမပြတ်တတိရှိနေရင်မရဏနုတ္တိကပ္ပထံဖြစ်လာတယ် ။များမသိလို့မင်းမယ်နော်အဖေကြီး။ဒီနေ့နေ့ငါတရားတော့မှပဲငါတရားတော့မှပဲလို့အောက်မေပါများလာရင်စိတ်ထက်တွေကြမကုန်ဝေးဘူးလား။အေးအခုနပြောတဲ့တညာတိတိတဲ့လူများအတွက်တော့ကြောချမှဓမြမန်းတိတဲ့ခါမှာမျက်ကလေးဆံများနဲ့တုံလုံးခြောက်ချပြီးစိတ်ဓာတ်တွေကျနေမှာပေါ့ပညာတိတိပြီးမရဏာနုတ္တိကိုအဖန်ဖန်တလဲလဲအောင်းမိန်နိုင်သူများအတွက်တော့ပြေးလို့မရပုန်းလို့မရမလွဲမသိတရမဲ့အတူတူစိတ်ဓာတ်မကြပဲ လျေရဲဝုံဝင်ရင်ဆိုင်လာနိုင်ကြတယ်။ဘာဖြစ်လို့လဲဆိုတော့ဒီကန်နီးမှာတရားလက်လွတ်ငှက်တောင်ကျွမဖြစ်အောင်အကြီးအကျယ်တုံ့လှုပ်ခြောက်ခြားမှုမဖြစ်အောင်ကြိုတင်မြင်ဆင်မှုများဒါနသီလဘာဝနာသီလတမာရီပညာယဉ်သည်ထက်ယဉ်အောင်ဖြည့်ချင်ထားနိုင်လို့ပေါ့ကွယ်။တရားမှာကြောက်စရာကောင်းလိုက်တာကြောက်တဲ့လူများနှခါသေးရတဲ့ရင်းရဲတဲ့လူများတော့တခါပဲသေးရတဲ့နောက်ပြီးတရားမှာကိုတကယ်ကြောက်ရင် နောက်ဘဝဘဝတွေမှာနောက်ထပ်တစ်ခါမတည်ရအောင်ကျင့်ဆောင်နိုင်တဲ့နီလန်းဟာဒုဗုဒ္ဓဘုရားတော်မှာပဲရှိပါတယ်။ဘေဘာသာဘေယူဝါဒမှအဲ့ဒါလိုအဆုံးစွန်ထိနီလန်းပြထားတာမရှိဘူး။မရှိတော့မတည်ကြတော့ဘူးပေါ့ကွယ်။မရဏနုဒ္ဓတိဆိုတာအာနုဒ္ဓတိဆယ်ပါးတည်းကပေါ့နော်။ကျမတော့အားလုံးကိုမမှတ်မိတော့ဘူး။ပြောပြပါအောင်။ဗုဒ္ဓနုဒ္ဓတိဗုဒ္ဓမြတ်စွာဘုရားဤဂုံတော်ကိုပါကိုအမြဲမပြတ်အောင်မြင်ခြင်းဂုံတော်ပတိစိတ်တဲဆိုတာလေဗုဒ္ဓနုဒ္ဓတိဖြစ်တယ်။ ဓမ္မနုဒတိတရားဂုံတော်6ပါးကို အမြဲမပြတ်အောင်မေ့ဆင်ခြင်းတာတန်ဃာနုဒတိတန်ဃာဂုံတော်9ပါးကိုအမြဲမပြတ်အောင်မေ့ဆင်ခြင်းတာသီလာနုဒတိမိမိမှာရှိနေတဲ့ကျင့်သီလကိုမမြဲမပြတ်အောင်မေ့ဆင်ခြင်းတာစာဃာနုဒတိမိမိလှူဒန်းခဲ့ပြီးသောအလှဒါနတို့ကိုအမြဲမပြတ်အောင်မေ့ဆင်ခြင်းတာဒေဝတာနုဒတိသူကတိနာသူရဲ့တရားတရားကိုအားကြပြီးမိမိတရားတရား၌အမြဲမပြတ်အောင်မေ့ဆင်ခြင်းနေတာ ဒါလဲယန္တနာသုံးပါးကိုတကယ်ယုံကြည်ထားမှာနော်ဥပတမနုတ္တိကိလေသာအာတဝောမှကင်းသောနိဗ္ဗာန်ဤဝိရာကအစသောဂုံကျေးစုကိုအမဲမပြတ်အောက်မေ့ဆင်ကျင်နေတာဒါကတော့နိဗ္ဗာန်ရဲ့အမြတ်အရာတာကိုတကယ်လူချင်းမှနော်မရဏနုတ္တိသေခြင်းတရားကို အမြဲမပြတ်အောက်မေ့ဆင်ကျင်နေတာကာယကတာတ္တိ32ကောတထာလို့ခေါ်တဲ့32ကောထာတာလို့ခေါ်တဲ့ဒုတိယကမ္မထံကိုစီးဖြန်းနေတာ အာနာပါနာတတိထထဝင်သက်ကိုအမှတ်ပြည့်၍အာနာပါနာကမ္မထံစီးဖြန်းနေတာတို့ပေါ့ကွယ်နောက်ကိုမေ့မတော့အောင်မှတ်တာတော်မြမေကတွေ့၍စဉ်းစားနေလိုက်သည်ဥချန်သာကလည်းစကားဆက်ပြတ်နေလေသည်အတန်ကလေးကြာမှတော်မြမေကအတန်ပြုတ်လိုက်သည် သူ့တန်ကဟင်းဟင်းဟူ၍မပွင့်တမွင့်တိုးတိုးတက်တာရေးလိုက်ခြင်းဖြစ်သည်ဘာများလဲကွာအော်ကျမတို့ဖြစ်ကိုပြောပါရယ်ကိုနဲ့ရင်းနှီးတိကျတဲ့သူတွေတည်တယ်လို့ကြားရသိရတဲ့အခါ အတူပါပို့တဲ့အခါအဲ့ဒီအခါမျိုးတွေမှာသူခင်ဗျားသေးရှားပြီးဆုံးချပြီလို့နှမျောစိတ်ဝမ်းနဲ့စိတ်ကလေးတွေတော့ပေါ်ပေါက်လာတတ်ပါရဲ့အင်းသူ့လိုပဲငါလည်းတနေ့သေးရမှာပဲလို့စဉ်းစားမိတဲ့အခါမျိုးမရှိသလောက်ပါပဲသူတို့သာသေးပြီးကို့မှာတော့မသေးရတော့မလို့လို့အဲ့ဒါကြောင့်မနုဿတုတ္တိဆိုတဲ့အဲ့ဒါကြောင့်မရဏနုတ္တိဆိုတဲ့အစဉ်ညမှုမျိုးလိုအပ်တယ်လို့ပြောတာပေါ့ကွတို့ပဝင်ခြင်းမှာကြည်စမ်း တို့အပေါင်းအသင်းတွေတို့ဆွေမျိုးတွေထင်ရှားကြော်ကြားတဲ့လူတွေတာမအညတ်တရလူတွေလူတိုင်းလူတိုင်းဟာမသေးခင်ကရွရွရွတေသွားတော့ဘာမှမဟုတ်ဆိုတာတွေးကြည့်ဖို့ကောင်းတယ်ဒီလိုတွေးလိုက်နိုင်ရင်တို့တွေမှာရှိတဲ့လောဘတွေဒေါသတွေမာမာနတွေဟာနည်းနည်းတော့လျော့ပါသွားနိုင်တာပေါ့ကွာအဲ့ဒါလိုစဉ်းကျင်နိုင်အောင်ဗုဒ္ဓမြတ်စွာကဂါထာတစ်ပုဒ်ပေးခဲ့တယ်အနိစ္စာမေပိစခန္ဓာအနိစ္စာယမရိတ္တန်တိမရဏန္တံဂမိတ္တဝါနာ ဣမန်ကာယံခိပတ်တန်တီတဲ့မြမလိုအတိပယ်ကတော့ငါဤခန္ဓာ၅ပါးယုံ nant တရားတို့သည်မမြဲသောကုံမမြဲသောသဘောတရားကြောင့်တရားမြည်ဖြစ်ဤထိုတည်ခြင်းသို့ရောက်သောအခါအတုံးမကြသောငါဤကိုယ်ကာယကိုဆွန့်ပြရလိမ့်မည်တဲ့တော်မြမေသည်ဣန္ဒြေရရရစွာသတင်းထမင်းစားနေသောဥချမ်းသာကိုကြည်ရင်အထပ်ပါစကားများကို ပြန်၍စဉ်းစားနေမိခြင်းဖြစ်သည် တကယ်တော့ဥချမ်းသာဇက်တိုက်တောက်လျှောက်တစ်ချိန်နဲ့ပြောခဲ့သောစကားများမဟုတ်။ထမင်းစာရင်မေးသဖြင့်တခွန်းစာနှခွန်းစာအတောင်းအရာတစ်ခုစာနှစ်ခုစာပြောကြားသည်လည်းရှိသည်။ထမင်းစာပြီး၍စေအေးလည်းအေးညာဦးညာချမ်းခါအနားယူနေစဉ်ထမင်းဝိုင်းမှစကားဆက်ကိုဆက်၍ဆွေးနွေးမင်းမြန်းသဖြင့်ကြားရသောဓမ္မတဝနာများလည်းဖြစ်လေသည်။မှန်ပါသည်။တော်မြမေ၏အသက်အရွယ်နှင့် ပထမဦးဆုံးသိခြင်းတရားစကားကိုကြားရစဉ်က မကြောင်းဝင်မနာတာနားယွင်ခဲ့တော့လေအသက်60ကျော်ခဲ့သည့်ထင်တွင်ကတေချင်းတရားများကိုစဉ်းစားဝင်လာသည်ဦးထန်သာပြောသလိုတေရဲ့ရှင်ရဲ့ရဲရင်တော်စိတ်ဓာတ်မျိုးလူချင်းလာသည် ကိုသေးအောင်သူသေးအောင်တယောက်ယောက်ကတော့တတိနေ့မှာတေကြရလိမ့်မည် သူ့ကိုခြံရွေ့၍ကိုကသေးနှင်းရမည်လားကိုကိုခြံရွေ့၍သူကသေးနှင်းတော်မှာလားဒီသဘောတရားနဲ့ဆက်နွယ်၍ရဲစရာတစ်ခုလိုနှင့်ရင်တုံလိုက်သည့်အဖြစ်တစ်ခုကိုကြုံခဲ့ရပါသေးသည် ောင်ရင်မန္တလေးကဒေါ်တီတီလက္ခဏာကြီးကျင်ပါတယ်ဆိုလို့လက္ခဏာဆရာစီဒီနေ့လိုက်ပို့ရတယ်။တလက်စားတဲ့ဇမလက္ခဏာကိုပြတော့မြမမိုးဆိုးမလက္ခဏာမပါဘူးလို့ဟောလိုက်တယ်။ဒေါ်မြမေကဝမ်းသာအားရပြောပြသည်ကိုဥထန်းသာကတွေ့တွေ့ကလေးစိုက်ကြည့်ရင် လေးလေးတွေ့တွေ့ခေါင်းနှစ်ချက်ဆက်ညှိပြီးမှ"အင်းမင်းကဝမ်းသာနေတယ်လား"မိုးဆိုးမလက္ခဏာမပါဘူးဆိုတာမိမိလင်းယောက်ျားထက်မယားကအရင်သေးလိမ့်မယ်လို့ပြောတဲ့အတိတ်ပဲခမညာ ဲ့ဒါလိုကိုစဉ်းစားမိရလားဟုဆိုမှအမလေးတော်ဟုတ်ပါရဲ့ဟုဒေါမမေကသူ့ရင်ဘက်ကိုတူတီးလိုက်ရလေသည်ယင်းနေ့လည်းထိုအကြောင်းကိုတတိယလိုက်ပြီးရီရမလို့ငိုရမလို့ဖြစ်လာရပါသေးသည်ထမင်းစားပြီးညာဦးပိုင်းသို့ရောက်သောအခါအိမ်ဦးကန်းတွင်ဆေးပြင်းလေးကိုဖာ၍ဆေးပြင်းနေပြီရှိနေသောဦးချမ်းသာအနီးသို့သွားထိုင်လိုက်သည်ဦးချမ်းသာအားတစ်ချက်ကြည့်ပြီးနောက် သူလဲစံကြမ်းမမာကြီးရှိသေးတာပဲငါမှလည်းသေးကောင်ပေါင်းလဲသေးနိုင်တဲ့ဝေဒနာကြီးကြီးကျယ်ကျယ်မရှိသေးပါဘူးဟုအာတင်း၍စဉ်းစားနေမိသည် တကယ်ပြောရလျှင်ကိုလိုရာကိုဆွဲ၍လိတ်ခဲတင်းတင်းလှုပ်ချည်ခြင်းသာဖြစ်သည်ဘာရီများတွေးနေလဲအမေကြီးရဲ့ဟုဦးထန်းသာကမျက်နှာရည်မြင်တဲ့ကဲကိုခိုက်၍ဆက်ဆူလိုက်လေသည် အော်မောင်ပြောခဲ့တဲ့မရဏာနှုတ်တတိဆိုတာတွေကိုပေါ့တာတို့ပြားတာတို့စူးစမ်းမအောင်ရိုးရိုးသားသားပြောရမယ်ဆိုရင် ကျမအနေနဲ့ဖြင့်တရားတော့သိပါရဲ့တရားမထိုင်နိုင်သေးဘူးဆိုတာမျိုးလို့အခါခတ်သိနှလုံးမသွင်းနိုင်သေးလို့ပါလူကိစ္စတွေကလည်းအများသားမဟုတ်လားဟုတ်တာပေါ့ကွယ်ငါလည်းထို့အတူပါပဲအတိကရှိဖြစ်အောင်စူးစမ်းကြရမှာပေါ့သိတာပဲတော်သေးတယ်ဆိုရမယ်အင်းမကြမ်းမမာဝေဒနာဖြစ်စည်းပြီးအိရာတဲ့လဲနေရတဲ့အခါများတော့မပြတ်စင်ကျင်နေမိမလားမသိဘူးဟဲဟဲအထင်မကြီးနဲ့ကြောင်းမကြီးဝေဒနာဖြစ်စည်းလာတဲ့အခါကဲပါယူပါနဲ့ ရဏာနှုတ်တတိကိုအတိအမှန်မပြူနိုင်ပဲဝေဒနာတဲမှာသာအလူးအလဲခံစားနေရတတ်တယ်။ဒါကြောင့်တန်းတန်းမာမာရှိနေစဉ်ကလေးကဝေဒနာမပေါ်ခင်ကလေးကအဆောင်အုံဖြစ်အောင်ထုံမအောင်စူးစမ်းနေကြရမယ်။သူတို့တွေကနာမတန်းဖြစ်ပြီးမှသေချာရလိမ့်မယ်ထင်နေကြတယ်။ဘယ်ဟုတ်လိမ့်မလဲ။ကွေးတဲ့လက်မဆန့်ခင်ဆန့်တဲ့လက်မကွေးခင်နဲ့သေခြင်းတရားဆိုတာအဲ့ဒါလောက်မြန်နေ။ ဒီကြောင်းနဲ့ပတ်သက်လို့ဘုရားမြတ်စွာက950တိရတနိပတ်သဝနဟန်သာဆက်မှာဟောထားတော်မူတဲ့ကွပြောပါအောင်အဖေကြီးရဲ့ရှိရှိတုန်းကစေတကုတ်တောင်မှာကိုးတောင်းသောဟင်းသာတို့အချမ်းရန်ရှိတဲ့သဝနဟင်းသာမင်းဆိုတာရှိတဲ့သူ့မှာညီတော်နှစ်ပါးလည်းရှိသေးတယ်အဲ့ဒီသဝနဟင်းသာမင်းဟာဘာယာနတိပြမတတ်မင်းနဲ့အဆွေခင်မွန်းဖြစ်နေကြတဲ့ ီပြမတမင်းကရွှေဦးတောင်းကိုဖမ်းတဲ့ဘရင်လို့မဟုတ်ပဲသူတော်ကောင်းဖြစ်မှာပေါ့နော်ဒါဘောကွာသူတော်ကောင်းမို့သူတော်ကောင်းနဲ့ပေါင်းမိတာပေါ့ဒီနေ့တော့သူ့ညီတော်နှစ်ပါးကနေမင်းနဲ့အသွားအနှင်မြန်ပုံရင်းပြန်မရစေလို့ခွင့်တောင်းတဲ့ဒီတော့ဖះလောင်းကတားတော်မူတယ်။သို့ပေမဲ့သူတို့ကသူတို့ရဲ့ဆွမ်းမကားအာကိုနဲ့ဆွတ်တွေးပြီးပြန်ကြတဲ့နေမင်းကိုပြန်လို့နိုင်မတဲ့လားတော့ အေးပါလေနားထောင်မအောင်အဲ့ဒီလိုနောင်တော်ကြီးရဲ့စကားကိုနားမထောင်ပဲနေမင်းထွက်လာတာနဲ့ယူကန်တော်တောင်ထိပ်မှာတက်ပြိုင်ကြတဲ့အခါညီငယ်ဟင်းသာကမွန်းလက်ချင်းထီတာပြန်နိုင်ပြီးအတောင်ချောင်းလိုတေးအပ်မှုမှာနောင်တော်ဟင်းသာကြီးကအလျင်မြန်လိုက်ပြီးအတောင်နဲ့ပွေပိုက်ပြီးစစ်တကုတ်တောင်ကိုပြန်ခေါ်ခဲ့ရတဲ့ဒါဖြင့်ညီလက်ကတော့ဆက်ပြီးပြန်နိုင်တယ်ပေါ့နော်ဟင်းညီလက်ခမရလဲမွန်းတဲ့အချိန်မှာအတောင်ချောင်းလိုရှင်းဒီတိုင်းမဲ့နောင်တော်ကြီးကလိုက်ခဲ့ခဲ့ရတဲ့ အဲ့ဒီနောက်ဇဝနဟင်းသာမင်းကငါလဲငါစွမ်းပကားကိုတည်ရအောင်ပြန်ဆန်းကြည့်ရရင်ကောင်းမှာပဲလို့အကြံရကစေတကုတ်တောင်းကမွန်းတိန်သွားပြီဖြစ်တဲ့နေမင်းကိုအမိလိုက်ပြီးပြန်လိုက်တာနေမင်းကြီးရဲ့ရှေ့ကိုတော့ကြော်ပြီးရောက်သွားသေးတဲ့ထီစားမအောင်ရှင်မင်းသာမင်းမှာညီတော်ငယ်ကိုလည်းလိုက်ခေါ်ပြီးပြန်ပို့ရသေးတယ်ညီအလက်ကိုလည်းလိုက်ခေါ်ပြီးပြန်ပို့ရသေးတယ်မွန်းတိန်ချိန်ရောက်မှနေမင်းကိုအမိလိုက်ပြန်နိုင်တာအံ့ဩစရာကြီးပေါ့နော်အေးပေါ့ကွာ ဇဝနဆိုတဲ့ပါဠိကိုကအလင်းမြန်ခြင်းလို့အဓိပ္ပာယ်ထွက်တယ်။ဖျားလောင်းရဲ့ပါရမီတော်တို့ကအမတန်ကြီးပေတာပဲ။ဒီလိုနဲ့ပြန်ရာကအနိုင်ရမန်းသိပြီးတဲ့နောက်စဉ်းစားမိတဲ့ဒီအလုပ်တွေဟာအကျိုးမရှိတဲ့အလုပ်တွေပဲ။ဒီလိုအကျိုးမဲ့အလုပ်ကိုလုပ်နေတာထက်ကမိတ်ဆွေပြမတဲ့မင်းထန်သွားပြီးတရားဟောနေရတာကမှကျေးဇူးရှိလိမ့်အောင်မင်းလို့စိတ်ပိုင်းဖြတ်လိုက်တယ်ဒီလိုနဲ့ဘာယာနတိပြီးပြမတဲ့မင်းရဲ့နန်းတော်တဲ့ကိုပြန်တန်းဝင်ခဲ့တဲ့ ဒီတော့ပြမတ်တမင်းကသူ့အဆွေခင်မွန်းကိုကောင်းမွန်စွာကြိုဆိုအပ်ခံပြီးတဲ့နောက်အခုဘဲကကြွလာခဲ့ပါတည်းလို့မင်းမြန်တော်မူတယ်။ဒီခါဖျားလောင်းကသူ့ညီတော်နှစ်ပါးနေမင်းကိုအပြန်ပြန်သန်းကြတဲ့အကြောင်းအတောင်ညောင်းလာတဲ့ညီတော်များကိုတပားစီတပားစီနှစ်ကြိမ်နှစ်လီကယ်ယူပြီးစစ်တကုတ်တောင်ကိုပြန်ပို့ရတဲ့အကြောင်းနောက်တော့သူကိုယ်တိုင်လိုက်ပြန်ကြည့်တဲ့အကြောင်းအဲ့ဒီကမှနေမင်းကိုအနိုင်ရပြီးတဲ့နောက်အကျိုးမရှိတဲ့အလုပ်ကိုဆွန့်ခဲ့ပြီးမင်းကြီးထံဝင်ခဲ့ကြောင်းပြန်ပြောပါတဲ့ ဲ့ဒီအခါမှာဗမတန်မင်းကြီးကအံ့ဩခြင်းမကအံ့ဩသွားပြီးဖျားလောင်းရဲ့လင်မြန်သောအချိန်အဟုန်စွမ်းဘကားကိုမြန်ဝါထထင်မြင်စင်စမ်းပါပြီလို့တောင်းတတော်မူလိုက်တယ်။ဟုတ်တာပေါ့ရှင်အံ့ဩစရာကြီးဆိုတော့အကြည့်ရင်မြင်ရင်ပါပေါ့။အဲ့ဒီတော့ဟင်းသာမင်းကပြန်တမ်းပြသေးသလား။နေမင်းကဝင်စားပြူသွားလို့နေမင်းကိုပြန်မပြနိုင်တော့ပါဘူး။ပြန်ပြလဲဗမတန်မင်းကမြင်နိုင်မှာမဟုတ်ဘူးလေ။ဒီတော့ဖျားလောင်းကပြောတယ်။အသင်မင်းကြီးရဲ့နေမင်းကိုပြိုင်တာတော့ အသင်မင်းကြီးရဲ့မန်တမျက်စိနဲ့မြင်နိုင်မှာမဟုတ်ပါဘူးဒီတော့ဒီလိုလုပ်ပေးပါမင်းရင်မြင်မှာတောက်တိုင်းကြီးတစ်တိုင်မြင်းမြင်ဆိုင်ပေးပါအဲ့ဒီနောက်မျက်စိတမိတ်လျှက်တစ်ပြက်မှာအချက်ပေါင်းတစ်ထောင်ပြင်ဆွမ်းနိုင်တဲ့အခဏဝေတိလေးစီတော်များကို အရှိအနောက်တောင်မြောက်လေးမျက်နှာမူ၍အသင်အစင်သင်ထားပေးပါအဲ့ဒီလိုခေါ်ထားပြီးရင်ကျွန်ုပ်ဤလေတိုင်းကိုရွှေဆွဲလေးလေးချီပေးပါမင်းကြီးကအချက်ပေးလိုက်တဲ့အခါလေးစီတော်များက မိမိတို့ရဲ့တူယူမျက်နှာကိုညားတစင်းစီတပြိုင်တည်းပြစ်လွှတ်လိုက်ပါလေကျွန်ုပ်ကထုံများများမြည်သူမကြခင်လေးစင်းသလုံးကို ပြန်တန်းကြိုက်ချီကလေးတီတော်တို့ဤချင်းရင်မှာညားတစင်းစီပြန်ချပေးပြီးတဲ့နောက်မှကြောက်တိုင်ထိတ်မှရက်တီပြပါမယ်ကျွန်ုပ်ဤလင်းမြန်သောအဟုန်ကိုအသင်မင်းကြီးမြင်နိုင်မှာမဟုတ်တဲ့အတွက်ကျွန်ုပ်ဤလေမင်းမှာရွှေဆွဲလဲဤအတန်ကိုသာနားဆင်၍ကြည်ပါလောဟု အကြံပေးမှထားတော်မူတယ် အမလီအံ့ဩစရာကြီးပါလားနော်ရှင်မင်းကလည်းဖျားလောင်းမင်းတော်မူတဲ့အတိုင်းလှုပ်ဆောင်ပေးတဲ့လားလှုပ်ပေးတာပေါ့ကွာအဲ့ဒါလို့လှုပ်ပေးပြီးတဲ့နောက်ရှင်မင်းတပားတဲ့သာမကဘူးမိဖုရားနဲ့မောင်မမိတ်တန်ချွင်းရန်အားလုံးမှုကြီးမတ်ရာတိုင်းသူပြည်သားပါမှာမကြံအဖျားလောင်းရဲ့ဆွမ်းမကကိုအကြည့်ရှုကြစေတဲ့အဲ့ဒီနောက်ပြမတတ်မင်းကြီးကအချက်ပေးလိုက်တယ်ကွာလေးတီတော်တို့ကလည်းတပြိုင်နက်ပြစ်လိုက်ကြတယ်ကွာဖျားလောင်းဟင်းသာမင်းကလည်းအထက်ကပြောခဲ့တဲ့အတိုင်း ပြားလေးစင်းစလုံးကိုတမဟုတ်ချင်းပြန်တန်းကြိုက်ကြည့်ခဲ့ပြီးလေးစီတော်ရီချိန်ရင်မှပြားတစင်းစီချပေးလိုက်တယ်ကွာပြီးတော့မှကြောက်တိန်ထိန်မှရန်နာပြတော်မူလိုက်တယ်တကယ်ပါပဲပြင်မတ်မင်းကြီးဟာပြားလုံးပြန်တန်းတာကိုမြင်အောင်မမြင်လိုက်ရပဲရွှေဆဲလက်အတန်ကိုသာကြားရပြီးကြောက်တိန်ထိန်မှရလာတော့မှပြားလုံးရဲ့ရွှေကိုယ်တော်ကိုမြင်တော်မူရတယ်အမလီအန်အောလက်ခတ်ရင်မတ်စီတီချိပါမကုံဆိုသလိုပါပဲကလားနော်အေးမင်းချိမွန်းတယ်လို့မြင်မတ်မင်းကြီးကလည်းချိမွန်းပါတဲ့ အဲ့ဒီခါမှာဖះအောင်ကဘာပြောတယ်လဲသိလားအသေးမင်းကြီးရဲ့ယခုကျွန်ုပ်ဤလှင်မြန်ခြင်းဟာအယုတ်အလတ်အမျက်အားဖြင့်အယုတ်မျှသာအနိုင်ဆုံးအဆင့်သာဖြစ်ပါသေးတယ်ဒီထက်အလှင်မြန်ဆုံးပြန်သွားနိုင်တဲ့ဆံမကကိုထောက်ချင်ရသာကြည်ပါတော့လို့မိန်တော်မူတယ်အဲ့ဒီတော့ပြမတတ်မင်းကြီးကဖះအောင်ကိုခုလိုမေးမြန်းလိုက်ပါတယ်ဒါဖြင့်လောကမှာအတင်ဟင်းတာမင်းထက်နှင်မြန်တဲ့အချင်းညာအကြောင်းတရားအခြားရှိပါသေးသလားတဲ့အတင်မင်းကြီး ကျွန်ုပ်ထက်လင်းမြန်ခြင်းမကလင်းမြန်လာတဲ့အကြောင်းတရားတစ်ခုရှိပါသေးတယ်အဲ့ဒါကတော့တည်ခြင်းဆိုတဲ့အကြောင်းတရားပါပဲတဲ့ရှင်မင်းသာမင်းကအဲ့ဒီလိုလဲပြောလိုက်ရောဗြမဒန်မင်းဟာတရားမာကိုအကြောက်ကြီးကြောက်ပြီးမူးမေ့လဲကြသွားပါတဲ့မမမိတ်တန်အချွေရံများက ထိတ်ထိတ်ပြပြနဲ့ကူမနှာနှံ့ပြုစုကြရတာပေါ့ဗြမဒန်မင်းသတိပြန်လဲလာတဲ့အခါဖျားလောင်းရှင်ဟင်းသာမင်းကအသင်မင်းကြီးတည်ခြင်းတရားကိုကြောက်နေုံများနဲ့မလွန်ဆန်နိုင်ပါဘူး ထိုတရားကိုရဲရဲဝံ့ဝံ့ရင်ဆိုင်ဖို့သာအရေးကြီးပါတယ်လို့ပြောလိုက်တယ်။ဘလို့ရင်ဆိုင်ရမှာလဲရွှေဟင်းသာမင်းရဲ့လို့မေးတော့ငါဒီတေးရအန်တကားလို့တတိတရားနဲ့မရဏာနှုတ်တတိကိုအမြဲပွားများနေပါ။မင်းကျင်တရား၁၀ပါးနဲ့လည်းပြည့်စုံပါစေလို့ရွှေဟင်းသာမင်းကတရားပြတော်မူခဲ့တဲ့အကြောင်းမြတ်စွာဘုရားကိုရောတိုင်းအတိတ်ဆောင်၍သဝနဟန်တာဇက်ကိုဟောတော်မူခဲ့ပါတယ်။ဇက်တော်ပေါင်းတဲ့အခါမှာတော့ပြမတမင်းကအရှင်အနန္ဒာဖြစ်လာတယ်။ညီတော်အငယ်ကအရှင်မောက်ကလန် ညီတော်ကြီးကရှင်သာရိပုတ္တရာဟင်းသာအပေါင်းတို့ကဖရာရဲ့ပြိသက်သမဏဟင်းသာမင်းကတော့ဖရာကိုတော်မြတ်ပေါ့ကွယ်အေးတေချင်းဤလင်းမြန်ပေါ့ကိုရွှေကုံဖရာဂောပကဟောင်းဓမ္မမိတ်ဆွေတူကမြမကပြားလေးတို့ဆက်စုပ်ရေးသားထားတာရှိတယ်။သူ့အာဘော်ကမနှက်ဖြံဆိုတာအဝေးကြီးတဲ့။နောင်ဘဝဆိုတာကနီးနီးလေးတဲ့။ကဲနားထောင်တော့။နှက်ဖြံဆိုတာတနေ့တာဒီဒီကာလနောက်ညမှောင်ရောက်ပြီး နောက်နေ့နဲ့နဲ့အာယုံတက်မှဆက်ဆက်ရောက်လာခီးကွာ၏။သို့ပါတော်လဲမသေးကွဲသည့်ရောင်မြဲဌာနနောက်ဘဝကခီးရောက်ဖို့ဤသည်ကိုပြီလက်မဆန့်မီသည်။ခုဖတ်ပြသွားတာကတော့ဆရာကြီးဥတုခရဲ့နတ်ဖန်ဆိုတာဝေကြီးဆိုတဲ့ဝိထုတိုလေးပဲဖြစ်ပါရဲ့ရှင်။ ။အင်းရဲ့ဘုတ်ကလပ်ဌာနလေးကနေဝထုတို့ဝထုရှင်နဲ့တခြားဒုတာရတစာပေမျိုးစုံကိုဆက်လက်တင်ဆက်သွားမှာဖြစ်တဲ့အတွက်နေရဲ့ channel လေးကို subscribe လုပ်ထားကြဖို့တောင်းဆိုပါရစေရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။